အခုတင်ဆက်ပေးမယ့်သတင်းကတော့တိုက်လေရင်တစင်လေစိတ်ပြည်လမ်းမှာအရှိန်ထိန်ချုပ်တဲ့လေတွေမပွင့်တာကြောင့်ရန်ကုန်လေစိတ်ခတ်တာပိတ်ခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မင်္ဂလာလုံးလေးတက်စကန်ဌာနချုပ်ကတိုက်လေရင်တစင်းဟာရန်ကုန်လေစိတ်ပြည်လမ်းပေါ်မှာအရှင်ထင်းချုပ်တဲ့လေဒီမပွင့်တာကြောင့်စက်တင်ဘာလ30ရက်နေ့မိုးလွယ်ပိုင်းမှာရန်ကုန်ပြည်ပြည်ဆိုင်ရာလေစိတ်ကိုခေတ္တပိတ်ခဲ့ရတယ်လို့သတင်းရရှိပါတယ်။လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဝင်းဆွေထွန်းကမင်္ဂလာလုံးလေတက်စကန်ဌာနချုပ်ကတိုက်လေရင်တစင်းရန်ကုန်လေစိတ်ကိုစဉ်သက်ချိန်မှာအရှင်ထင်းချုပ်တဲ့လေဒီမပွင့်လို့ပြည်လမ်းပေါ်မှာခဏရပ်သွားခဲ့ပါတယ်။ ဒါကြောင့်လေတပ်ဌာနချုပ်လေရင်တွေနဲ့လာရောက်ဆွဲယူသွားပြီးဒီလိုဖြစ်နေတဲ့အချိန်မှာတော့ရန်ကုန်လေစိတ်ကိုဆင်းသက်မဲ့လေရင်အချို့ဆင်းသက်မှုကိုခက်တာပိတ်ခဲ့ရတယ်လို့ပြောပါတယ်။ဒီလိုရန်ကုန်လေစိတ်ကိုခက်တာပိတ်ခဲ့ရတာကြောင့်အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI ကဘန်ကောက်ရန်ကုန်ခရီးစဉ်ပြန်တန်းတဲ့ခရီးစဉ်အမှတ် 8M336 လေရင်ကိုမန္တလေးပြည်ပြည်ဆိုင်ရာလေစိတ်မှာခက်တာသွားရောက်ဆင်းသက်ခဲ့ရပါတယ်။ရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်မှာလေရင်စင်းသက်ခွင့်ပြင်ရချိန်ရောက်မှသာရန်ကုန်လေးစိတ်မှာပြန်လည်စင်းသက်ခဲ့ရပါတယ် MAI လေးချောင်းလိုက်ရဲ့လေရင်ဟာရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုမွန်းလ12:55မိနစ်မှာဆက်ရောက်ရမယ်အစားညနေ3:55မိနစ်မှာသာဆက်ရောက်နိုင်ခဲ့တယ်လို့လေချောင်းလိုက်က marketing manager ဒေါ်အေးမာရတာကပြောပါတယ်အခုလိုလေရင်ပြေးလန်းပေါ်မှာလေရင်တစင်းမတော်တဆဖြစ်ပွားမှုကြောင့်လေစိတ်မှာဆင်းသက်မဲ့အခြားလေရင်တွေနဲ့လေစိတ်ကထွက်ခွာမဲ့လေရင်တွေဆင်းသက်ထွက်ခွာလို့မရဖြစ်ခဲ့ပါတယ်။ဒီလိုဖြစ်ပွားရခြင်းဟာရန်ကုန်လေစိတ်မှာလေရင်ပြေးလန်းတစ်ခုတည်းရှိတာကြောင့်ဖြစ်ပါတယ်။ မန္တလေးပြည်ပြည်ဆိုင်ရာလေဆိပ်မှဥထုံးနေဝင်းကလေရင်ပြေးလန်းပေါ်မှာလေရင်တစ်စင်းတစ်ခုခုဖြစ်လို့ကြံတဲ့လေရင်နေစင်းမရတက်မရဖြစ်တာကပြေးလန်းတစ်ခုတည်းရှိတာကြောင့်ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။တကယ်လို့ပြေးလန်းတစ်ခုသာရှိမယ်ဆိုရင်ဒီလိုပြဿနာတွေမရှိနိုင်သလိုလေချောင်းဥစည်းဌာနကစင်းခွင့်ပေးပါလို့ပြောတဲ့လေရင်တိုင်းကိုစင်းခွင့်ပြုပါတယ်လို့လည်းဆက်လက်ပြောပြပါရရှင်။